တကြံအတက်နေ့ဖြစ်တဲ့ဒီနေ့ဧပြီ16ရက်မနက်အစောပိုင်းမှာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့အနီးတစ်ဝိုက်ကခြေရွာတချို့လေကြောင်းတိုက်ခိုက်ခံရတယ်လို့ကရင်သတင်းရှင်းမြစ်တွေကပြောပါတယ်။ဒီမနက်6နာရီဝန်းကျင်မှာလေကြောင်းတိုက်ခိုက်ခံရတဲ့ရွာတွေကတော့နွားချံကုန်၊လေးတိုင်၊ငါးတိုင်၊ကိုးတိုင်နဲ့ရေပူစတဲ့ရွာတွေဖြစ်ပါတယ်။ကြုံတိုးမြို့ဒေသခံတအူးကလည်းတိုက်ပွဲမဖြစ်ဘဲလေကြောင်းတိုက်ခိုက်ခံရတာလို့ဆိုပါတယ်။ ဒါပေမဲ့တကြံအကျက်နဲ့မနက်ပိုင်းကတော့ကော့ကရိတ်ကြုံတိုးလမ်းပိုင်းကြုံတိုးမြို့အနီးကနေရာတွေမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မနေ့ကနေ့လယ်ပိုင်း12နာရီလောက်မှာကြုံတိုးမြို့အနောက်တောင်ဘက်ကကန်းနီရွာဖုံးကြီးကျောင်းဘုံကျဲကံရပြီးအရက်သား9ဦးထပ်မင်းသေးဆုံးခဲ့ရပါတယ်။ပြီးတော့အဲ့ဒီတကြံအကျက်နဲ့မှာပဲမနက်9နာရီဝန်းကျင်ကလည်းကြုံတိုးမြို့အနီးကနွားချံကုန်းရွာထဲလက်နက်ကြီးကျပြီးအရက်သားထိခိုက်သေးဆုံးမှုတွေရှိခဲ့တာပါ။ People Spring ကကြီးစုရတဲ့တပ်ပုံအရာ နွားချံကုန်းရွာမှာအရက်သားနှစ်ဦးထပ်မနေတိဆုံးတာကိုတွေ့ရပါတယ်။ထိခိုက်တိဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေသေးပါ။ကရင်ပြည်နယ်မှာတကြံကာလအတွင်းကော့ဂရိတ်ကျုံတိုးလန်းတျှောက်နဲ့ကော့ဂရိတ်မြို့မြောက်ပိုင်းမြပတိုင်ရွာရှင်ခွဲတောင်စခန်းတဝိုက်မှာစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်ရှင်။